ကဲနာသားဒီနာသားအန်ပေါင်းစင်ပါဒီနေ့လည်းအန်ပေါင်းစင်လို့ပြပါပါဘာဖုန်းလေးလဲဆိုတော့ CM Phone 2 Pro ပါဆိုတော့ဒီဖုန်းလေးကိုကျွန်တော်ထွက်တုံးကတော့တော်တော်လေးသဘောကျလို့ကျွန်တော် short video လေးတခုလုပ်ပေးလိုက်သေးရပါတော့ဆိုတော့ဒီနေ့ဒီဖုန်းလေးကတော့ကျွန်တော်လက်ထဲကိုရောက်လာပါပြီအဲ့ဒီအတွက်ကြောင့်အန်ပေါင်းစင်လို့ပြပါမယ်အဲထုံးတဲ့နိုင်မယ်ကျွန်တော် review နေပို့ပေးရတော့ ကျွန်တော်တို့ဖုန်းပါနေပြီးပို့ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီနေ့တင်းအဲ CMA ဖုန်းတူပြည့်ဆင်းတော့တော့ဆလေးသိန်းဝင်ကြံနေစားလိမ့်မယ်လို့သိရတယ်တကယ်လို့ကိုကဝယ်ယူကြင်တာပဲဖြစ်ဖြစ်အသေးစိတ်မေးမြန်းစုံစမ်းကြင်တာပဲဖြစ်ဖြစ်ကျွန်တော် caption မှာတက်တွဲပေးထားတဲ့ဖုန်းပါရဲ့ Facebook စာမျက်နှာမှာတွားရုံမေးမြန်းစုံစမ်းဝယ်ယူအပ်ပြလို့ရပါတယ်အဲဖုန်းပါရဲ့ page link ကိုလည်းကျွန်တော်ဒီမှာစာတန်းလေးထိုးပေးထားပါတယ်ဆိုတော့ကျွန်တော်ပြောနေရကြပါတယ်စားလိုက်အောင်ဆလေးသိန်းဝင်ကြံဆိုရင်ဈေးနဲ့တခုမှာဗျာဒီဖုန်းက on paper box spec မှာတော့တော်တော်လေး strong ဖြစ်တယ်ဗျာနောက်ပြီး UI လည်းနေ့တင်းရဲ့ UI နဲ့လာမှာဆိုတော့ပြောနေစရာဘာမှအများကြီးမရှိနေဘူးညှို့လို့ကောင်းလောက်မဲ့ဖုန်းဖြစ်မှာပါ သူ့ဈေးတန်းရဆိုရင်တော့တော်တော်လေးတန်တယ်ဆိုတော့ကျွန်တော်တို့စပြီးကြည့်လိုက်အောင်ပါကေ့ချင်းဒီဇိုင်းကတော့ nothing ရဲ့ပါကေ့ချင်းဒီဇိုင်းတော့ကိုတော့မခမ်းနာဘူးပေါ့နော် nothing ကနေမှထုတ်ထားတဲ့ budget ဖုန်းဖြစ်သွားတဲ့အတွက် welcome to nothing နဲ့ where is it this is it in the moment that is ဘာညာဘာညာစာလေးပေါ့နော် with nothing ဆိုရဲ့ဟိုနေလေးသူထည့်ပေးထားပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထဲမှာ cover ပါလားဘယ်ပါလိမ့်ပါတယ်ဟာပါတယ်ဟာ you see the cover လေးပါပဲ ာဗာလေးတော့ပါတယ်ဒါပေမဲ့ခြားခြားလေးတော့မပါဘူးအဲဖုန်းလေးကိုကျွန်တော်ပြီးမှကြည့်မယ်အဲ type c to c ကြိုးလေးပါလာမယ်ပြီးတော့အဲ sim ejector လေးပေါ့နော် sim ejector ထုံးတဲ့နိုင်ပဲ sim ejector လေးတစ်ခုပါလာမယ်ဒီဘက်မှာတော့ဘာမှမပါဘူးဆိုတော့သူ့မှာပါလာတာတွေကတော့ဒါအကုန်ပါပဲဆိုတော့ကျွန်တော်ဖုန်းကိုစပြီးတော့ကြည့်ပါမယ် ဟိုတဘက်ကာဗာဖြုတ်ပြီးတော့လဲလို့ရတယ်လားမရတော့တော့ဦးထင်တယ်အမဲအောင်လေးပေးထားရပါတော့ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ဒါပေမဲ့အမဲအောင်ကကျွန်တော်ဘာကြောင့်မကြိုက်လဲဆိုတော့ဗီရို footage ရှိကြရင်တိတ်မလှလို့မကြိုက်တာပေါ့နော်အဲ့ဒါတော့ကလွင်တော့ဗမာမဲအောင်ကလည်းတချို့ကြိုက်တဲ့သူတွေကအမဲအောင်မှာအမဲအောင်ဆိုတဲ့သူတွေကလည်းအများကြီးပါဘူးโอเค ဆိုတော့ဒီမှာ CMF 1တုံးအလိုမျိုးတော့မဟုတ်တော့ထင်တယ်။ဟောဒီမှာဟိုက accessory တက်လို့ရတဲ့ဟာလေးတော့ပါလာသေးတယ်ဒီမှာ။ဒီလိုဖုန်းကိုမဖွင့်ရင်ဖြုတ်တာပေါ့။ကျွန်တော်ဒီကနေမှတခြားဟိုဖုန်းထောင်လို့ရရတယ်ကက်ဟိုတာပါ냐။ အဲ့ဒါလေးထည့်လို့ရတယ်အဲဖုန်း1တော့တော့ဒီဟာလေးကိုကျွန်တော်တို့လှည့်ပြီးတော့ back plate လဲလို့ရတယ်အခုဖုန်း2မှာတော့ဖုန်း2 Pro မှာတော့လဲလို့ရအောင်အဲဖုန်းလေးကပေါသွားတယ်လို့ပဲဒီလား CMF1 နဲ့ရှင်းလိုက်မှဆိုရင်လေဒါပေမဲ့ netin ရဲ့အဓိက နတ်တင်ကန်လက်တာနဲ့နတ်တင်ဖုန်မှန်တိတာစီရဲ့တစ်ချက်ကလေသူကဘေးဘက်ကိုပြက်ကျကျထားတာဒါဆိုတော့ဒီ CMF မှာတယ်မဟုတ်ဘူးနတ်တင်ဖုန်တွေမှာလည်းသူဘေးဘက်ကပြက်ကျကျပဲဗောနော်ဆိုကင်မရာ housing လေးကမစိုးဘူးအပြင်ထွက်တယ်14သိန်းနဲ့14သိန်းဝန်းကျင်နဲ့ဖုန်လုံးအနေနဲ့သူမှာ daily sensor ပါထည့်ပေးထားတယ်ထည့်ပေးထားတဲ့ sensor အသုံးလုံးအသုံးတည့်ရဲ့ဗျာ main ရဲ့ daily ရဲ့ ultra wide ကဲဆိုတော့ပြီးတော့ဒီဘက်မှာ essential space ပေါ့နော်ဒါနတ်တင်ဟိုတလောက်ကျွန်တော် review လုပ်ပေးခဲ့တဲ့နတ်တင်ဖုန်တွေမှာအတိအထည့်ထည့်ပေးထားတဲ့ features တခုဖုန်းလေးကပပပါတော့ပါသွားတယ်ဗျာကာဘာလေးတက်ကြည့်လိုက် ဟွန်းသူဘေးဖြက်ကိုတော်တော်ကျဲသွားရတော့လေကျွန်တော်ဝမ်းဟတ်ကန်ရတာအဆင်မပြေဘူးဒါပေမဲ့ဒီလိုဟိုလူကြီးသုံးသုံးမယ်ဆိုရင်တော့အဆင်ပြေပါဘောနော်ကျွန်တော်တချို့ဟိုဝမ်းဟတ်လေးသုံးမယ်ဆိုရင်သူတော့ကတော့အဆင်မပြေလောက်ပြောနေကြပါကျွန်တော်ကျွန်တော် setup လေးတစ်ချက်လုပ်လိုက်မယ် happy day ပါညာကောင်းဖို့တော့မျှော်လင့်ပါကောင်းတယ်ဘုဆိုပြီးတက်လာတဲ့ဟာမင်းခံစားလိုက်ရပြီပြောနေလို့ရှိတယ်ဟွန်း CMF တဲ့ အောက်ဘက်မှာ sense loop type c speaker box ပေါ်ဘက်မှာတော့ mic box ပဲပါမယ် hybrid speaker ပဲ volume button ကိုပြန်ညာခွဲပေးလိုက်အကောင်းနဲ့ a few minutes later အာ virtual time မှာတွေ့ဒီမှာလေဟို default android သွားမလားဒါမှမဟုတ် native ui နဲ့သွားမလားဟွပြောရမယ်ဆိုရင်ဗျာ၁၄သိန်းဝင်ကျင်တဲ့ stock android ကင်ကျင်တဲ့ဆိုရဲသူတွေအတွက်ဆိုရင်ဒီဖုန်းအဆင်ပြေနေပြန်အောင်ဒါကျွန်တော် native ui နဲ့ပဲသွားလိုက်မယ် native ရဲ့ ဖုန်နဲ့တင်းရဲ့ UI နဲ့ပဲတော့ပိုကောင်းလိမ့်မယ်လို့ထင်တယ်။ဆိုတော့အရင်ဆုံး display သူက default ကိုဟိုဟာဓာတ်မှုနဲ့လာเนาะကျွန်တော်ဓာတ်မှုကိုဖွင့်တာမဟုတ်ဒါပေမဲ့ bezel ကြည့်နေတယ်ဆိုတဲ့သူတွေတော့ကျွန်တော်ဓာတ်မှုလေးကိုဖြုတ်ပေးလိုက်မယ်ဆိုတော့ flicker ထားနေတယ်စက်ကြီးဆိုတော့ဒီမှာ dynamic refresh က1အာ color contrast ပါတယ်ဒီမှာ dynamic refresh က 120hz ကဟိုက်အဲ dynamic ကကျွန်တော် auto adjust လုပ်မှာ high refresh ကစတန်ဒတ်ကဆိုတော့ dynamic ပဲထားလိုက်မယ် battery နည်းနည်းပါ냐တက်တာအောင် อืมတခြား color ဘိုင်းမှာဆိုရင်လည်း align standard color ချိန်လို့ရရပေါ့เนาะဆို display က၁၄သိန်းဝန်းကျင်နဲ့ OLED panel ပြ 120Hz ပြ HDR templates ဘာညာလဲ support လုပ်ပေးထားဒီမှာကြည့်လိုက်တာ ਨੇ တော်တော်လေးကိုမကျင်း bezel လေးတွေကိုကျင်း symmetric ကိုကြာတယ်ဒါပေမဲ့ base bezel frame ကအမဲဖြစ်သွားတဲ့အခါကျတော့နည်းနည်းလေးသူ့ frame မှာမြင်နေရအောင်ထူရလို့ထင်တာဒါပေမဲ့အရင်ကတော့မထူ symmetric ကကြာတယ်လက်ခံပေးလို့ရတယ်อืม ဆိုတော့ smart app drawer တွေနဲ့လာမယ်ထည့်တုံးလို့ရမယ်음ပြီးတော့တခြားအဲ့ဒါဒီမှာ essential ပေါ့နော် essential တော့ကျွန်တော်ဒီမှာ nothing phone review မှာ nothing phone review မှာကျွန်တော်ပြောပြီးသားဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီမှာတော့အများကြီးတော့ထပ်မပြောတော့ဘူးပေါ့နော် တော့တကယ်လို့ကွာနှင်းဖြစ်တယ်ဆိုရင် iPhone review လေးမှာတော့ပြန်ကြည့်ပေးပါအဲဒီဖုန်းရဲ့ review မှာတော့ကျွန်တော်နည်းနည်းလေးထည့်ပြောပေးသွားပါမယ်တခြား performance ဘိုင်းပေါ့နော် performance ဘိုင်းမှာသူ့မှာတုံးပေးထား MediaTek ရဲ့ Dimensity 7300 Pro 5G ပေါ့နော်နှစ်သိရပြောချက်အရဆိုရင်တော့ဒီ Dimensity 7300တဲမှာမှာ Ultra လည်းရှိရတယ်ထင်တယ်အဲဒီမှာမှာသူ့ရဲ့ Pro က AnTuTu Score မှာတသောင်းလားမသိဘူးပုံများရပေါ့နော်ဆိုတော့သူကအမြင့်ဆုံးလို့ပြောချင်တာပေါ့နော်အဲအောင်မှာ RAM က 8GB storage က 256GB version နဲ့လာမယ်6.77 inches flexible OLED panel နဲ့ ဆိုတော့မိုက်တယ်ဗျာ၁၄သိန်းဝန်းကျင်မှာသူ့မှာပါလာ aspect တွေကတော်တော်လေး strong ဖြစ်တယ်။ဘယ်နေရာမှာတည်တာလဲဆိုတော့အဓိကကင်မရာမှာပါသူက tele sensor ကိုထည့်ပေးရရရရထည့်ပေးရအဲ့တစ်ချက်ကတော့ဟိုကားဖေးရဲ့အကွက်ကိုကျွန်တော်သဘောကျရပါတော့။ပြီးတော့ဒီမှာ portrait ကိုလည်းကျွန်တော်တို့ 4HD ရိုက်လို့ရအောင်လုပ်ပေးထားတယ်။100 mm portrait ပါရိုက်လို့ရအောင်လုပ်ပေးထားရဗျာ။ဒါမျိုးတွေကိုလေ Xiaomi ကိုကျွန်တော်ဖြစ်စေချင်တာ။ Xiaomi ရဲ့ hardware quality ကအရင်ကောင်းကောင်းသုံးတယ်။ဒါပေမဲ့အဲ့ဟို လိုပြောမလဲဒီ14သိန်းဝန်းကျင်တန်သွားလိုက်ပြီဆိုလို့ရှင်သူကင်မရာဘိုင်းကို software optimization တိတ်ကူးမဆိုင်ဘူးတော့ဘောနော်ဟဲ့ဘောလေသူ hardware ဘိုင်းကောင်းသုံးတာ software ဘိုင်းတိတ်မလိုက်မလုပ်ဘူးဆိုတဲ့သဘောပေါ့နော်ထားပါတော့ဆိုတော့ဒီမှာ photo မှုမှာကျွန်တော်တို့ digital zoom ကိုဘယ်လောက်ထိရမလဲ 20hd ရမယ်အဲ့အမှာကျွန်တော်တို့ 50mm ဆိုတော့ဒီမှာ 2x က optical ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်လည်းကျွန်တော် portrait ကိုသူဟိုနေပေးလိုက်တာနေမယ်4 hd ပေးလိုက်တာနေမယ်ပြီးတော့တခြား camera features တွေနဲ့ slow mo time lapse ပန်တို့ expect ဆိုတော့ camera feature တွေပုံမှန်ပါပဲဆိုတော့ကျွန်တော်ဆန်းရိုက်ကြည့်လိုက်ရအောင်ဆန်းကြည့်တယ်အောင်ဆိုတော့ဒီ studio ထဲမှာတော့ထုံးစံတိုင်းပဲအဲတယ်လီကိုပြောင်းလိုက်တဲ့အချိန်မှာအချိန်မှာ software update မလုပ်သေးရလို့လာတော့မသိဘူးဗောနော်ဒီမှာကြည့်လိုက်အရင် focus out သွားတယ်ပြီးတော့မှ focus ပြန်ဖြတ်တယ်ဗောနော်ဆိုတော့အဲ့လေးတစ်ချက်ကတော့သူပြင်လိုက်မယ်ထင်တယ်ကျွန်တော် software update လုပ်ပြီးရင်ကောင်းသွားလားမကောင်းလားဆိုတာကိုကျွန်တော် review မှာထည့်ပြောပေးမယ်။ဒါပေမဲ့နည်းနည်းလေးတယ်လီမှာဒီပုံမှုလို့လား voice ကနေတော့တူးသွားလိုက်မယ်ဟမ်တော်နေရောပေါ့နော်အရောင်ရောပေါ့နော် last စပြောင်းလိုက်တဲ့အချိန်မှာနည်းနည်းလေးတွန်းနေဖြစ်တယ်ဟုတ်တယ်ဟိုနေ့ကြောင့်ခုနကတော့ voice တော်ရေးကြည့် တို့မျိုးတို့မျိုးပဲဗျကင်မရာဘက်ကလေဆော့ဝဘက်မှာတော်တော် feature စုံနေဆိုပေမဲ့အဲပေါ့ရှွတ်ရှွတ်တော့ဖြစ်နေသေးတယ်ဆိုတော့ကျွန်တော် review ကြမှာပဲအသေးစိတ်ဟုတ်တယ်ဗျာ 2x မှာလေ focus နည်းနည်းလစ်ချင်းနေမပြောပြောပြောကျွန်တော်ရိုက်ပြလိုက်ဒီမှာဆိုတော့ဒါကတော့ ဆိုတော့ update လုပ်ပြီးဝိုင်းကောင်းသွားလားဆိုတော့ကျွန်တော် review လေးမှာတစ်ချက်စောင့်ကြည့်ပေးပါတော့ဆို performance တွေလည်းပြောပြီးသွားပြီတခြား audio ဘိုင်းပါတော့ मोनोस भी ॻाल्हाइण Tap for the other one. So a mono speaker one, a stereo speaker one, mahopu. You spec ကိုကြည့်တော့ stereo speaker လို့ထင်ခဲ့ပေါ့နော်ကျွန်တော်လည်းအမှုမဲ့မဲ့တော့ကျွန်သွားတယ်အာဆိုတော့ mono speaker နဲ့ပဲပေါ့နော်ဆိုတော့ထားပါတော့ battery က5000 mAh ဒါအောင်မှ331ဝတ်နဲ့အသင်းလို့ရမယ်ဒါကတော့ပုံမှန်တခြား phone တွေမှာပါတင်ပါထိုင်လောက်ပါလာတယ်ဆိုတော့အဲ့အလေးတစ်ချက်ကတော့နည်းနည်း speaker ဘိုင်းလေးတစ်ချက်ကတော့อืมဘယ်လိုပြောမလဲနည်းနည်းလိုအပ်သွားတယ်လို့မြင်တယ်ပေါ့နော်စရိတ်သိမ်းဝင်းကျင်မှာဆိုတော့ထားပါတော့ တန်တဲ့ဘိုင်းနေမှာတော့တော်တော်လေးရှောင်းဖြစ်တယ်အဲ first impression unboxing and first impression အမြင်ကတော့ကျွန်တော်ကတော့ဒီတစ်ချက်လေးနည်းနည်းလိုပဲလို့မြင်တယ်ဆိုတော့ဒီဖုန်းလေးလည်းထုံးစံနိုင်မယ်ကျွန်တော် review လုပ်ပေးပါမယ် review လုပ်စရာဖုန်းလေးရများနေတဲ့အတွက်ချိန်လေးနည်းနည်းလေးတော့ဆောင်ပေးပါလို့ပဲပြောရင်အဆုံးအထိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်